ရီအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဘာစီလိုနာကိုဂိုရူမန်ဂါစီယာရောက်သွားတဲ့အကြောင်းနဲ့ဘာစီလိုနာရဲ့အဓိကဂိုရူမာဖြစ်တဲ့တာစတီကန်ရဲ့အနာဂတ်မရေရာမတီချာဖြစ်လာတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့တင်ဆက်ပေးချင်ပါတယ်အဲ့တော့ဘာစီလိုနာကိုကျွန်တော်တို့ဒါအစပန်ယိုဂိုရူမန်ဂါစီယာက၅နှစ်စာချုပ်နဲ့အတူပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ် အဲ့တော့ဘာစီလိုနာကဒီကစားသမားကိုဘာလို့ခေါ်ခြင်းလဲဆိုလို့ရှိရင်ဒါအစပန်ယိုဂရုမာကခုမှအသက်24နှစ်ပဲရှိသေးတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာရမဆိုလို့ရှိရင်ဒါကာကွယ်မှုပောက်ထုံးမှုအပိုင်းမှာပေါ့နော်လာလီဂါမှာအများဆုံးပဲဗျာ။တော်တော်လေးကိုအလားအလာရှိတဲ့ဂရုမာဗျာ။ဒါကြောင့်မဲ့ဘာစီလိုနာကခေါ်ခဲ့တာပေါ့နော်။အဲ့တော့ဒီကစားသမားကိုကျွန်တော်တို့မန်စီးတီးအပါအဝင် အာဆင်နယ်တို့ဘိုင်ယန်မြူးနစ်တို့ တခြားအတင်းကြီးတွေကပါခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြတယ်။ဒါပေမဲ့ကစားသမားကိုရိုင်းကဒါဘာစီလိုနာကိုပဲပြောင်းရွှေ့ကျင်ပါတယ်ဆိုပြီးတော့ဘာစီလိုနာကိုရွေးချယ်သွားခဲ့တယ်ပေါ့နော်။အဲ့တော့ကာစီယာကတော့ရောက်ရှိလာပြီးဘာစီလိုနာအတွက်ကတော့ဒါ ကာဇီယာလူကစားမအမျိုးဂိုရမမျိုးကိုရလိုက်တာတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့တစ်ဆက်တည်းမှာပဲဂိုရမတာစတီကန်ရဲ့အနာကကလုံးဝမတေချာမရေရာဖြစ်လာတယ်ပေါ့နော်အဲ့တော့ဘာလို့မတေချာမရေရာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တာစတီကန်ကဒါနီးပြဟန်စီဖလစ်နဲ့အဆင်မပြေဘူးဆိုပြီးတော့တည်ရတယ်ဗျာပြဒနာကဘယ်အဆဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တာစတီကန်ကဒါပြီးခဲ့တဲ့100ရီလုံးနားခဲ့ရတယ်ဗျာ100ရီလုံးနီးပါနားခဲ့ရတယ်ဘာလို့လဲဆိုတော့ဒဏ်ရာပြဒနာကြောင့်ဒါကြောင့်မဲ့ တို့ဘာစီလိုနာအတင်းကဒါနားယူနေပေါ့နော်ဆက်စီနီပေါ့နော်တို့ဂျူဗင်တက်စ်တို့အာဆင်နယ်တို့ဂရမဟောင်းဆက်စီနီကိုခေါ်ယူခဲ့ရတယ်ဆက်စီနီကလည်းလက်စွမ်းပြခဲ့ပြီးတော့ဒါဘာစီလိုနာနဲ့တူအောင်မြင်မှုတွေရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့တာစတီကန်နားနေတယ်နားနေရနေပြန်လာပြီဗျာပြန်လာတဲ့အချိန်မှာကျွန်တော်တို့ဒါသူကပြန်ကစားကျင်တယ်ဗျာဒါမဲ့ဟန်စီဖလစ်ကလည်းပြောရမယ်ဆိုဒါစတီကန်ကြက်ခိုင်မှုပြဿနာမပြေဝသေးဘူးဆိုပြီးတော့ကျွန်တော်တို့ ပေးမကစားဘူးဗျာဒီဆက်စီနီယိုပဲပွဲထုတ်တယ်အဲ့မှာတာစတီကန်နဲ့ကမကြည်မနဲ့တွေဖြစ်ကုန်ရောဗျာအဲ့တော့ဘလို့ဖြစ်လဲအဲ့ပြဒနာဘလောက်ထိတောင်ကြီးလာလဲဆိုရင်ဒီလာလီဂါဘလောက်ရရယ်ပေါ့နော်ဘာစီလိုနာလာလီဂါဖလားရတယ်အဲ့မှာအောင်ပွဲခံတယ်ဗီလာကြီးနဲ့ပွဲမှာဆိုလို့ရှင်ဒါအတင်းသားတွေကဒါပရိတ်သတ်တွေကိုစကားပြောရဲပေါ့နော်ဒါမိန်ကွန်းစကားပြောရတယ်အဲ့မှာအတင်းကောင်းဆောင်ဖြစ်တဲ့တာစတီကန်ကပထမဆုံးပြောရမှာဒါဘာစီလိုနာရဲ့ထုံးစံပဲဗျာပရိတ်သတ်တွေကိုစကားပြောမယ်ဆိုရင်အတင်းကောင်းဆောင်ကအရင်ဆုံးပြောရတယ် ါပေမဲ့တာစတီဂန်ကကြတော့မပြောဘူးဗျာဘာလို့လဲဆိုတော့အဲ့သူ့ကိုပွဲထွက်ခွင့်မပေးတဲ့ပြက်တနာကနေသူကအဲ့ဒါကိုစိတ်ဆိုးနေပြီးတော့မပေးမပြောဘူးဗျာအဲ့ဒီမှာကျွန်တော်တို့အတင်းပုတ်ဖွဲ့တွေရာရောပြောမယ်ဆိုဒီနီးပြားတွေရာတော့တော်တော်ကြီးကိုစိတ်ပြတ်သွားတာဗျာအဲ့ဒါကြောင့်ပဲတို့ဒီတာစတီဂန်ရဲ့အနာဂတ်ကမကြီးရမတည်ကြတာဖြစ်သွားတာအဲ့တော့တာစတီဂန်မားရီလိုပဲကျွန်တော်ပြောချင်တယ်ဗျာဘာလို့လဲဆိုတော့အတင်းကောင်းဆောင်တယောက်အနေနဲ့ဘာပဲဖြစ်ဖြစ်ပရိတ်တက်ကိုလေးစားရမယ်ဗျာဒါထုံးစဲဆင်လာဆိုတာလည်းရှိတယ်ဗျာအဲ့တော့ ဈေးတုံးလဲမလွယ်နဲ့ရှေးတုံးလဲမပယ်နဲ့ဆိုရဲစကားလဲရှိရဲ့ဗျာဟုတ်တယ်မလားအဲ့တော့တာစတီကန်နီ ਨੇ ပြောဖို့ပြောနေတယ်သူ professional ပဲဗျာဘလောက်ပဲဖြစ်ဖြစ်ဘလောက်ပဲစိတ်ဆိုးဆိုဘလောက်ပဲဒေါရထွက်ထွက်သူလုံးရမယ့်အလုပ်ကိုလုပ်ကိုလုပ်ရမှာဗျာအဲ့တော့သူကမလုပ်ဘူးဒါကြောင့်မဲ့ဘုတ်ဘွဲတွေကတော်တော်ကြီးကိုဒေါရထွက်ခဲ့တာပေါ့နော်ပရိတ်သတ်တွေကိုစော်ကားတယ်လို့ဖြစ်သွားတယ်ဗျာဒါကြောင့်မဲ့ ဒီ Dusty Gun ရဲ့အနာကကမရေရာမတေချာဖြစ်လာပြီအဲ့လိုပဲ Dusty Gun မရှိတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့အခု Garcia ကိုခေါ်လိုက်တော့ Barcelona လည်း Dusty Gun ကိုဆက်ထားစရာမလိုတော့ဘူးဗျာအဲ့တော့ Gazzaniga Nation နေ Manager မနေဆိုတဲ့အနေထားကိုရောက်သွားပြီဗျာအဲ့တော့ဘာဆက်ဖြစ်မလဲဆိုတော့ပဲကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ Dusty Gun ရဲ့အနာကကတော့လုံးဝအဆင်မပြေတော့ဘူးဗောနပွဲထွက်ခွင့်လည်းရဖို့မတေချာတော့ဘူးအာပြီးလို့ရှိရင်ကျွန်တော်နီးပြရင်လည်းအဆင်မပြေတော့ဘူးဆိုတော့မဆက်ဖြစ်မလဲဆိုတော့ပဲကျွန်တော်တို့စောင့်ကြည့်ရအောင်ပါဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်ဗျာ